မင်္ဂလာပါရှင်။ဘာမခိတဲ့တဲ့တင်ထားဤထိတ်တန်းတဲ့များကို တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့င်ကတော့ကိုင်းကောင်းကြသေးရဲ့လားအမေပြောပြီး အာနာမသိင်ခင်တရက်လိုလောက်ကအမေစုရဲ့ရေးသားထားခဲ့တဲ့သုံးသက်ချက်စာလေးပါ။ညီနိုင်နဲ့ဆိုတာတစ်ဖက်နဲ့တစ်ဖက်လိုတိုးပို့လျှော့လောက်ကြရတာပါ။တစ်ဖက်ကပုံသေးပြောနေရင်တော့တောင်းဆိုတာပါ။မညီဘူးမလျှော့ဘူးဘေးကိုပေးရမယ်ဆိုတဲ့သဘောပါ အန်တီနဲ့ကာကျုပ်ကအလိုသဘောတွေးဆောင်ခဲ့တာအကြိမ်ကြိမ်ရှိပါတယ် အန်ဒီမှတ်ချက်ပေးပူပါတယ်သူကခေါင်းတော်တော်မာတယ်လို့ကာချုပ်ကကချုပ်ငင်းကနီတမရဖြစ်ချင်တယ်လို့နေရတောင်းဆိုတဲ့အခါအန်ဒီတို့ဘက်ကညှိနှိုင်းပေမဲ့မရခဲ့ပါဘူးဇန်နဝါရီလ28ရက်29ရက်30အန်ဒီကတ်3ရက်မှာနှစ်ဖက်ပြောခွင့်ရပုံကိုယ်တွေအစည်းအဝေးလုပ်တွေ့ဆုံကြပေမဲ့နှစ်ရက်သာလုံလိုက်ရပါတယ်တမရကမစင်းတဲ့တောင်းဆိုမှုကြောင့်ပွဲပြတ်ခဲ့ပါတယ်ပြည်တော်စုလွတ်တော်ရဲမှာပြည်내ပြည်မလွတ်တော်ရဲမှာ25ရာခိုင်နှုန်းနေရာယူထားတယ်။စီးပွားရေးတွေအခွန်မဆောက်ဘူး။အနှိမ်ဆုံးမီတာကတော့မဆောင်ကြဘူး။ ဒုသမရပုံသေးယူထားတယ်။တပ်ဖက်ချက်ငွေစစ်ခွင့်မရှိဘူး။တက်တွေးဥယေတောင်စစ်ခွင့်မရဘူး။သူတို့တက်မေစရင်စစ်ခွင့်မရဘူး။တနိုင်ငံလုံးဘယ်နေရာဘာခိုးလို့လို့စုံစမ်းခွင့်မရှိဘူး။နောက်ကျောင်းပြန်အေးမယူရဘူး။ရာဇဝတ်မှုကျူးလွန်သူတောင်အယက်တရားရုံးကစစ်ခွင့်မရှိဘူး။အမှုကဘလောက်ပဲရှင်းနေပါစေတရားခဏ်ကသူတို့ခိုင်းနဲ့သူဆိုရင်ပြစ်ဒဏ်ချလို့မရဘူး။အရာရာဥပဒေအထက်ကနေပြီးတနိုင်ငံလုံးအုပ်ချုပ်ဖို့နေရာလိုချင်ပြနေမပေးရင်လူမေဆိုတဲ့အညံ့ဆုံးစိတ်ဓာတ်နဲ့ အနိုင်ရသူကိုဖမ်းဆီးပြီးလူယူတဲ့ဒီအခြေအနေတွေကိုမသိကြဘဲအန်ဒီကပဲတဲ့အောင်မနေသလိုပြပကပညာရှင်မောင်ပိန်းတို့ကထင်ရှားပေးကြတယ်အဖုံးပိတ်ထားတဲ့ထမင်းအိုးတွေကစံကိုခံမှန်းကြတယ်လို့ပါပဲငစိမ့်မှန်းမသိရွှေဘုံမှန်းမသိအာနာမသိငင်စစ်တပ်က NDC နှစ်ခါလာပြီးတောင်းဆိုတဲ့အချောင်စာဘုံငုံဘောဆုပ်နေတဲ့ကောင်တွေတီးဖို့ပထမတစ်ခါလာတော့ကာကျုပ်တက်တန်းနောက်ထပ်၅နှစ်တက်တန်းတို့ပြီးဖို့အမိန်ပေးတယ် ဒေါအောင်ဆန်းစုကြည်ကဒီကကြုံနဲ့အစစ်မပြေတော့မှန်းသိလို့တိုးပေးဖို့မဖြစ်နိုင်ဘူးဥပဒေအတိုင်းပဲမင်းအောင်လိုင်ကကြုံတက်တန်းပြည့်ရင်ကကြုံအသစ်ခတ်မှုသွားမယ်လို့ပြောလိုက်တယ်ဒုတိယတခါဒေါအောင်ဆန်းစုကြည်စီလာတယ်ကကြုံအသစ်ခတ်ရင်ကကြုံပြုတ်မင်းအောင်လိုင်ကိုသမရရာရူပေးဖို့အမိန်ပေးတယ်ဒေါအောင်ဆန်းစုကြည်က သမရခန့်ဖို့လူရွေးပြီးသွားပြီလို့ပြောလို့လိုက်တယ်ဒေါ်စုသာအာနာမတ်ရင်ဒေါ်စုသာပြည်သူကိုမကြည့်ရင် တမရကြီးကဦးမင်းအောင်လိုင်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကဒေါ်အောင်ဆန်းစုကြည်ကာကြုတ်ကစိုးဝင်းဆိုပြီးလော်ဝါချင်းရိုက်ပြီးဆက်သွွားလို့ရတယ်ဒါပေမဲ့ဒါဟာဒီမိုကရေစီနီလက်မကျတဲ့အပြင်ပြည်သူတွေနင့်နာနိုင်တဲ့ရှေးရီးကိုမြင်လို့စစ်တပ်ကနိုင်ငံအုပ်ချုပ်ရေးမှာဘလောက်ထိဝင်ရောက်နှောက်ယှက်နေတယ်လဲဆိုတာပြည်သူတွေကိုသိစေချင်လို့ကဘာကိုသိစေချင်လို့အမေဒေါ်အောင်ဆန်းစုကြည်ကအတိုင်ပင်ခံပုဂ္ဂိုလ်ယာတူးကိုစွန့်ပြီးထောင်ထဲဝင်သွားတာဖြစ်တယ်ဒေါ်စုစစ်တပ်နဲ့ရင်ကြားစေးတဲ့နေရာမှာအကန့်အသတ်ရှိတယ်ဆိုတာကိုပြခဲ့တာပါပဲ ဖိဖိတက်မတော်ဆိုပြီးနေရာတကာအလျှော့ပေးခဲ့တာမဟုတ်ပါမတရားတာကိုစန့်ကျင်ပြီးမှန်ကန်တဲ့လမ်းကိုရွေးသွားတာပါဆက်လက်ပြီးမြန်မာနိုင်ငံတွင်နိုင်ငံတကာယင်းနှိမ့်မြုံနှံမှုများမရှိ၍လူငယ်အကုန်လုံးအခြားတိုင်းပြည်များသို့သွားရောက်အလုပ်လုပ်နေရပြီးဒီပါရောက်လူငယ်၅သန်းကျော်ထပ်မှလောက်ခလာစာများပြည်တွင်းသို့ပြန်လည်ရောက်ရှိရေးလှုပ်ဆောင်မည်ဟုကျန်းဖို့ပါတီမှခင်ရီနှစ်တောင်းအေးတို့ကပြောဆိုတဲ့ဆွေးနွေးပွဲကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်နိုင်ငံတကာယင်းနှိမ့်မြုံနှံမှုများမရှိ၍လူငယ်အကုန်လုံးအခြားတိုင်းပြည်များသို့သွားရောက်အလုပ်လုပ်နေပြီး ပြည်ပရောက်မြန်မာလူငယ်၅သန်းကျော်ထပ်မှလောက်ခလာစာများပြည်တွင်းသို့ပြန်လည်ရောက်ရှိရေလှုံ့ဆော်ရမည်ဖြစ်ကြောင်းဂျမ်ဖော့ပါတီမှဥက္ကဋ္ဌခင်ကြီးနှင့်တောင်အေတို့ကပြောဆိုလိုက်ကြပါရယ်ဂျမ်ဖော့ပါတီအီမေးဆွဲစည်းရုံးပွဲများတွင်ခင်ကြီးနှင့်တောင်အေတို့နှစ်ဦးစလုံးကပြည်ပရောက်မြန်မာလူငယ်များအရေးနှင့်ပတ်သက်၍ထုတ်ဖော်ပြောဆိုလာကြပြီးရင်းကဲ့သို့ပြည်ပရောက်လူငယ်များထပ်မှငွေကြေးများပြည်တွင်းသို့ရောက်ရှိရေလှုံ့ဆော်ရန်ပြောဆိုလာကြခြင်းဖြစ်ပါရယ် နိုဝင်ဘာလ25ရက်နေ့မွန်လွယ်ပိုင်းပျော်ပွဲမြို့နယ်ជីနီကျေးရွာနှင့်ဒီကုန်းကျေးရွာတို့တွင်ကျန်းဖော့ပါတီမှအတွေ့အကြုံမှုလည်းဖြစ်ပျော်ပွဲမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်သူတောင်အေကပြည်သူများနှင့်တွေ့ဆုံရာတွင်တိုင်းပြည်တွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမရှိ၍မြန်မာလူငယ်အားလုံးပြည်ပထွက်၍အလုံးလုံးနေရကြောင်းပြောဆိုပါရယ်နိုင်ငံတကာက PR တွေပေးပြီးတော့ကျွန်တော်တို့တိုင်းပြည်အတွက်အရေးအနည်းတွေဘာတွေမရဘူးရင်းနှီးမြှုပ်နှံခြင်းတဲ့သူတွေလည်းလာပြီးတော့ရင်းနှီးမြှုပ်နှံလို့မရဘူး အဲ့တော့ကျွန်တော်တို့မှာအလောက်ကိုင်းမရှိဘူးအခွင့်အလမ်းတွေမရှိဘူးမရှိတော့ဘာဖြစ်လဲလူငယ်တွေအကုန်လုံးကတခြားတိုင်းပြည်တွေပဲသွားပြီးတော့အလုပ်လုပ်ကြတယ်။ဒါအပြင်ပိုးဆိုးတာကခုနကပြောသလိုအခွင့်အရေးဆိုတာတိုက်ယူမှရမယ်ဆိုတဲ့အတွေးခေါ်တွေနဲ့လူငယ်တွေကိုလမ်းမကိုပို့ပြလိုက်တယ်။နှမျောဖို့အရန်ကောင်းတာပဲဟုပြောပွဲမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လာဦးထောင်အေးကပြောဆိုပါတယ်။ နိုဝင်ဘာလ19ရက်နေ့ရန်ကုန်ရှိမဲဆွယ်စည်းရုံးပွဲတွင်ကျန်းဖို့ခရီးကပြည်ပရောက်လူငယ်အလုပ်သမား9တန်းမှ8တန်းအထိရှိပြီးရင်းလူငယ်များ၏လောက်ခလာစာများကိုဖြီးရင်းတို့ပြည်လဲရောက်ရှိရေလှောက်ဆောင်ရမည်ဖြစ်ကြောင်းခရီးကပြောဆိုပါတယ်ယူရီယာမှာ၅သန်းမဲရှိတယ်ဆိုပါအောင်ဒလာမှာဘတ်1000လောက်ပဲလွှဲတယ်ဆိုပါအောင်ဘလောက်ရမယ်ထင်လဲဒါကကျွန်တော်တို့ခုတည်းပဲပြောတာပါပြည်ပမှာရှိတဲ့တရားမဝင်အလုပ်သမားတွေကိုတရားဝင်ဖြစ်အောင်သူတို့ရဲ့ငွေလွှဲပြောင်းမှု remittance ကို ူတို့လည်းအကျိုးရှိသူတို့မိသားစုလည်းအကျိုးရှိနိုင်ငံတော်လည်းအခွန်ရဆိုတဲ့၃ဦး၃ဖက်လည်းအကျိုးရှိအောင် win win saturation ဖြစ်အောင်မဖြစ်မနေဖန်တီးမယ်လို့ပြောချင်တယ်ဟုချမ်ဖော့ခင်းကပြောဆိုပါတယ်။ရှင်းပြင်ချမ်ဖော့ပါတီကမြန်မာနိုင်ငံကြီးစင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်မြန်မာ sustainable development plan ကိုပညာရှင်များနဲ့တိုင်ပင်ပြီးစီမံချက်ချထားကြောင်းလက်ရှိစစ်တပ်ကလည်းအဆိုပါစီမံချက်အပေါ်အခြေခံလုပ်နေကြောင်းထုတ်ဖော်ပြောဆိုပါရယ်ဒေါက်တာဆာဆာ NUG ကနှုတ်ထွက် အမျိုးသားညွညွရေးအစိုးရအဖွဲ့ NUGE အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးခွင့်ကြီးတာဝန်ယူထားသူဒေါက်တာဆဆာသည်အစိုးရအဖွဲ့မှနှုတ်ထွက်ထားကြောင်း၎င်းနှင့်နေဆက်သူတအူကပြောပါရယ်ဒေါက်တာဆဆာနှုတ်ထွက်သောအကြောင်းရင်းနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုခြင်းမရှိတော့လေပြီးခဲ့တဲ့စက်တင်ဘာလကလေးကနှုတ်ထွက်စာတင်ထားခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်၎င်းနှင့်ဆွေမျိုးတော်ဆက်သူတအူကလည်းဒေါက်တာဆဆာအနေဖြင့် NUGE ကပြင်းစင်ပြောင်းလဲဖွဲ့စည်းမည်အစိုးရအဖွဲ့တွေပါဝင်တော့မည်မဟုတ်ကြောင်းလည်းပြောပါရယ်လက်ရှိ NUG အစိုးရတွင်ဝင်ကြီးဌာန18ခုရှိပြီးဝင်ကြီး16ဦး ဒုဝန်ကြီး18ဦးတို့ဖြင့်ဖွဲ့စည်းထားကမကြမီကာလ၌ဝန်ကြီးဌာနချုပ်အားဦးစီးဌာနများအဖြစ်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း NUG ဘက်ကထုတ်ပြန်ပြောဆိုထားပါသည်။ဦးစီးဌာနအဖြစ်ပြောင်းလဲကောင်ဝန်ကြီးဌာနဖြတ်သိမ်းမိတဲ့လူခွင့်ရေးဝန်ကြီးဌာနဝန်ကြီးဦးထင်လင်းအောင်ဦးဆောင်သည့်ဆက်သွယ်ရေးသတင်းအချက်အလက်နှင့်ဤပညာဝန်ကြီးဌာနဝန်ကြီးနော်ဆူဆန်နာလှလှဆုပ်ဦးဆောင်သောအမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ပါဝင်ကြောင်းသိရပါသည်။ဒေါက်တာဆာဆာနှုတ်ထွက်စာတင်ထားခြင်းနှင့် ဝင်ကြီးဌာနအချုပ်ပြောင်းလဲဖွဲ့စည်းသည့်အခြေအနေနဲ့ပတ်သက်ပြီး NUG ပြောရေးဆိုခွင့်ရှိသူဦးမေဖုံးလက်ထံသတင်းဌာနကဆက်သွယ်ခဲ့တယ်လို့တုံ့ပြန်ဖြေကြားခြင်းမရှိပေ။ဆက်လက်ပြီးပေါင်းတလင်မြို့လမ်းစုံတွင်ကြံဖို့ပါတီမဲဆွဲဆိုင်ပုတ်လေးတိုက်၍လဲချသွားမှုကိုဟာတိုက်ရဲမော်သည့်ပြည်သူတအုပ်ကိုရွေးကောက်ပွဲနှောက်ယှက်မှုဖြင့်ဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ပကူတိုင်းပေါင်းတလေမြို့လမ်းစုံတွင်ကြက်ဖို့ပါတီမဲဆွဲဆိုင်ဖို့လေးတိုက်၍လဲချသွားမှုကိုဟာတိုက်ရဲမော်ခဲ့သည့်ပြည်သူတအုပ်ကိုရွေးကောက်ပွဲနောက်ရှက်မှုဖြင့်ဖမ်းဆီးလိုက်ကြောင်းမြို့နေပြည်သူများကသတင်းဌာနကိုပြောကြားပါရသည် ယနေ့နိုဝင်ဘာလ28ရက်နေ့နနက်7:00နာရီအချိန်ပေါင်းနယ်လေမျိုးနယ်လမ်းစုံတွင်တပ်ဖွဲ့ပါတီမှလွတ်တော်ကိုယ်စားလှယ်လောင်ညာဤမဲဆွဲဆိုင်ပုံမှာလေးတိုက်၍လဲကျသွားခဲ့ကြောင်းထို့သူလေကြသွားမှုကိုပေါင်းတဲ့လေမျိုးပေါ်မှာဖြူစောတိကောင်းဆောင်ဝင်းစောကလာရောက်ကြည့်ရှုပြီးအနီနာမပြည်သူများကိုဘယ်သူတွန်းလဲတနည်းဟုလိုက်လံမိမြန်ကြောင်းအနီနာမပြည်သူတို့ကလည်းလေတိုက်၍လဲသွားကြောင်းရှင်းပြကြကြောင်းထို့အချိန်လမ်းဖြတ်သွားသောဥုံမြင့်ကစိုင်းဖို့မလဲစေလိုပါကလက်ဖြင့်ကင်ထားတဲ့သည်ဟုစနောက်ပြီးဟားတိုက်ရေမောခဲ့ကြောင်းဖြူစောတိကောင်းဆောင် ဝင်းစော်ကရဲကိုဖုံးဆက်ခွိုက်ပြီးစိုင်းပုတ်လဲမှုအပေါ်စားနောက်ဟာတိုက်ရေမောသည့်ဥအုံးမြင့်ကိုဖမ်းဆီးခိုင်းခဲ့ကြောင်းသိရပါတယ်။ပေါင်းတလဲမျိုးမှာဘသူမအုတ်ချုပ်ရေမှုလုံးမဲ့သူမရှိလို့ပြူစော်တီကောင်းဆောင်ဝင်းစော်ကအုတ်ချုပ်ရေမှုတက်လုံနေတာကြက်ခိုင်ရေစိုင်းပုတ်လေးတိုက်လို့လဲတာကိုဘသူလုံးလဲဆိုပြီးလိုက်မိတယ်။လေးတိုက်လို့လဲတာလို့သိရပေမယ့်သူနဲ့ လူချင်းရှင်းနေတဲ့ဥုံမြင့်ကဆိုင်းပုံမလဲကြစေခြင်းရင်လက်နဲ့ကင်ထားဖို့ပါဆိုပြီးလူချင်းတိတော့စတာအဲ့ဒါကိုဝင်းစော်ကဥုံမြင့်ကိုခမည်းဘာပြောတာလဲဘာဖြစ်ချင်တာလဲဆိုပြီးဖောင်းတလေရဲစခန်းကိုဖုံးဆက်ပြီးဥုံမြင့်ကိုဖန်ခိုင်းတာတကယ်တော့ဥုံမြင့်ကိုဖန်သွားပြီးခုတေတာကန်ပြည်သူတို့ကပြောဆိုပါတယ် ရှင်းနေညနေပိုင်းလေးတိုက်၍လဲကျသွားသောချမ်းဖို့ပါတီ၏မဲဆွယ်ဆိုင်ပုတ်ကိုပြူစောတီကောင်းဆောင်ဝင်းစော်ကပြန်လည်စိုက်ထုတ်ပြီးနောက်ပြူစောတီနှင့်ရဲတချို့ကိုအဆောင်ချထားကြောင်းသိရပါသည်ပြူစောတီကောင်းဆောင်ဝင်းစော်မှရဲတပ်ဖွဲ့မှတာဝန်ထမ်းဆောင်ရင်းအလုထုတ်ခံထားရသောရဲတပ်သားဟောင်းတအုပ်ဖြစ်ပြီးပေါင်းတလေမျိုးပေါ်တွင်ကုံကားများကိုငွေညစ်ဖမ်းဆီးခြင်းလူငယ်များကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခြင်းငွေညစ်ခြင်းများအမြဲလုဆောင်နေသူဖြစ်ကြောင်းသိရပါသည်